ဝိုင်းဆိုတော်ကြီးဂျင်းညီဟာဒီနေ့မနက်ပိုင်းမှာပဲကွယ်လွန်နှိမ့်ဆရောက်သွားပြီဖြစ်ပါတယ်။ကွန်လင်ချိန်မှာအသက်82နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ဆိုတော်ဂျင်းညီဟာစွမ်းနေပြီးအလွမ်းကဖီဒီမိုအစားရှိတဲ့စီးရီးတွေနဲ့ဂီတလက်ခံမှာမှတ်တမ်းတစ်ခုစိုက်ထူနိုင်ခဲ့တဲ့ပုံကပါ1990ပြည့်လွန်နှစ်ကာလတွေမှာ သူ့ရဲ့ရေပန်းစားခဲ့တဲ့အလွမ်းကဖီလူပြိုကြီးပဲလုပ်တော့မယ်အချင်မိုး platform show အဲ့ဒီတည်သချင်းတွေဟာခုချိန်တိုင်အောင်ပြိသက်တွေကြားမှာရောလူသိများအောင်မြင်ခဲ့တဲ့သချင်းဖြစ်ပါတယ်ကျင်းကြီးကြီးဟာမကွဲလို့မီမနေ့ကမနေ့ပိုင်းကတော့ဒီမနေ့မူးလို့ကောင်းတော့တယောက်ထဲငလီမိသလိုဟိုကန်ဒီကိုင်လမ်းလျှောက်နေရတယ်ဆိုတဲ့စာတကြောင်းကိုသူ့ရဲ့ Facebook မှာမျှဝေထားပြီး အခုမနေ့အစောပိုင်းမှာရုတ်တရက်ကွဲလွန်သွားခဲ့ပါတယ် လက်တလုံးမှာတော့အစိုးရဂျေမောင်မောင်ဂျေညီညီဂျေညီမာလေးသီးဂျင်မောင်မောင်ဆရှိတဲ့ဂျေ family အမည်နဲ့အစိုးဂီတအမှုပညာမျိုးနဲ့ထင်ရှားတဲ့ဂျေညီညီရဲ့ကွယ်လွန်တဲ့သတင်းပေါ်အမှုပညာအတိုင်းဝန်ကရောပြည်သက်တွေကပါစိတ်မကောင်းဖြစ်နေရပါလေနာမည်ကြီးဆိုတော့အာဇာနီကလည်းဦးဂျေညီညီကွယ်လွန်ကြောင်းကြားသလိုမိသားစုနဲ့ထပ်တူဝမ်းနဲ့စိတ်မကောင်းဖြစ်ရပါလေကောင်းကတုဂတိလာပါစေအဝေးကနေပဲကတော့လိုက်ပါတယ်လို့ခြေသားမျှဝေထားတာတွေ့ရပါလေ အစိုးရဂျင်းကြီးရဲ့အကြောင်းကို လေးလာမိသလောက်ဖော်ပြပေးကြပါတယ်။ဂျင်းကြီးဟာအေယာဝတီတိုင်းဒေသကြီးဝါခဲမှာသားဖြစ်ပါတယ်။သူ့ကိုဝါခဲမှာမှာမွေးဖွားခဲ့တာပါ။မွေးချင်းသုံးဦးနဲ့ဒုတိယမြောက်သားပါ။ငယ်စဉ်ကလေးကဂီတကိုယူသွခဲ့ပြီးသူ့အသက်20ကျော်ရွယ်ကလေးကဂီတလောကထဲဝင်ရောက်ခဲ့ပါတယ်။1984ကထုတ်ခဲ့တဲ့စွဲနေပြီ T3 နဲ့စတင်အောင်မြင်ကြော်ကြားလာပြီးပြိဿအခိုင်အမာရရှိခဲ့ပါလေ အကိုဖြစ်တဲ့ဂျေမမွန်နဲ့တနစ်တာချပြီးတော့ဂီတလောကထဲမှာနေရာတစ်ခုရလာသူပါတည်သရှင်များစွာလဲရေးဆက်ခဲ့ပြီးသူတီဆိုတဲ့ Run Cafe Platform Show စွဲနေပြီးတော့မှာပြိတ်သက်ကြာထင်ရှားပါလေ2012ခုနှစ်မေလ15ရက်နေ့ကရန်ကုန်မြို့အင်းစိတ်မြို့နယ် ID ကျောင်းဝင်းရှိကုန်းပေါ်မှာဘီလက်မြေတင်ရင်နဲ့တိုက်မိတဲ့ရင်တော်တဆမှုဖြစ်ခဲ့တာကစပြီးဂီတလောကကလည်း၈နှစ်နီးပါးပျောက်ကွယ်ခဲ့ပါလေ ရင်မတော်တဆောင်းမှုကြောင့်ရရှိထားတဲ့ဒဏ်ရာလေးတက်တာပျောက်ကင်းပြီးနောက် stage show စင်မြင့်ထက်နဲ့တေးသန့်သွင်း studio တွေသာမက လမ်းမများပေါ်ကဂီတပွဲတွေမှာပါတည်သချင်းတွေပါဝင်ကူညီတီဆိုပေးခဲ့ပါတယ်။ဂျင်းကြီးရဲ့နာမည်ကြီးတည်ချင်းတွေကတော့စွဲနေပြီးလူမျိုးကြီးပဲလောက်တော့မယ်ချစ်မိနေပြီးရိတ်ကလေးဒီမိုး platform show အချစ်မိုးစွဲကိုကံပဲရှိပါသေးအိမ်မက်တဲကကျွန်တော် run cafe လို့ဖြစ်ပါတယ်။ ဂျင်းဂျင်းကြီးအားအိမ်တော်တဲ့တူဖြစ်ပြီးတော့တာတူထုံကားခဲ့ပါတယ်အကိုဖြစ်သူကဆိုတော့ဂျင်းမောင်ဖြစ်ပြီးညီမဖြစ်သူမှာဆိုတော့ဂျင်းညီမလေးဖြစ်ပါတယ်သူမဖြစ်သူတီကြီးဂျင်းမောင်လည်းဂီတလောကမှာထင်ရှားပါတယ်အဆိုတော့ဂျင်းဂျင်းကြီးဟာ2025ခုနှစ်မလ31ရက်နေ့မနက်၄နာရီခွဲချိန်မှာတော့သူချစ်တဲ့ပြိတ္တကြီးနဲ့ဂီတလောကကို အပီးပိုင်နှုတ်ဆက်သွားခဲ့တာပဲဖြစ်ပါတယ် ဂျင်းလီနဲ့ငယ်စဉ်ကလေးကယဉ်ကြီးခဲ့တဲ့သူတွေကတော့ဂျင်းကြီးက1953ဝါခင်မှမှမျိုးရပြဆေးုံရက်ွက်သားပါဝါခင်မှရေကျော်ရက်ွက်တာဝရင်းသားကြောင့်အခုမျိုးမဖုံးတော်ကြီးကျောင်းဝင်းလွင့်နေရာမှာပညာစတင်သင်ညာခဲ့ပါတယ် Yellow Ribbon T1 ကို1984ခုနှစ်မှာတည်ထောင်ပြီး Bass Guitar သမားဖြစ်စင်ပေါ်ပထမဆုံးရောက်လာတာပါတခြင်းလဲစတင်သိဆိုခဲ့ပါတယ်အဲ့ဒီနောက် ရန်ကုန်မြို့တွင်ကျန်းတိတ်ဒီဝိုင်းနရက်ရေစင်ဒီဝိုင်းတို့မှာ1984တချင်းနေတည်ဆူခဲ့ပါတယ်1985မှာတော့ဆွဲနေပြီးတချင်းကိုစားထုတ်ပါတယ်ကိုပိုင်တန်စင်စီရီမျိုးစုတည်ဆူထုတ်ဝေခဲ့ပါတယ်တဲ့သူရဲ့နာမည်ကြီးတချင်းတွေကတော့အိမ်မက်မက်တဲ့လွမ်ကဖီဒီမိုမင်းရှိနေမှအချင်းမိုးလူပြိုကြီးပဲလောက်တော့မယ်မြိုင်နန်းဆန်ပန်းတပွင့်အရေးကလေးချင်းမိနေပြီးအဆရှိတဲ့တချင်းတွေဖြစ်ပါတယ် platform show ဆိုတဲ့ချင်းဆိုရင်တဲ့ငယ်စဉ်ဘဝမင်္ဂလာဝင်းတော့မှာတဲ့ညဘက်ဂီတာတီးကြရင် သူများတွေလိုလက်မှတ်တွေဈေးကြီးပေးဝယ်ပြီးကြည်ရတဲ့ stage show တွေအကြောင်းတွေးမိရင်တဲ့ဒီချင်းလေးကို တွေးမိတယ်လို့ stage show တခုမှသူကပြောပါတယ်ဂျင်းကြီးဟာဂီတာလောကထဲမှာတော့တကယ့်ကိုနာမည်တစ်ခုရှိတဲ့အဆိုတော်ကြီးတစ်ယောက်လည်းဖြစ်ပါတယ်ဂျင်းကြီးကသူ့ရဲ့ဂီတာလောကဖြတ်သန်းခဲ့တဲ့ဒစိမ့်တေသကိုလည်းခုလိုပြောမှုတယ်ဗျာ ကျွန်တော်တို့ငငယ်ကအတော်ရုံးခဲ့ရတယ်တဲ့ငငယ်ကလေးကလမ်းဘေးမှာခဏတီးတယ်လက်စလေးပေါင်နေပြီးတော့အခါကြီးရဲ့ကြည်တွေကြရင်စတိတ်စင်ထိုးပြီးတော့တီးကြဆိုကြတာဗောတဲ့အခုခေတ်ကျတော့ခွေထုတ်ပြီးကိုဘသားကိုရက်တီတဲ့ဆိုတော့ ਨੇ မီဒီယာဆိုတော့နှစ်ပိုင်းကွဲသွားတယ်မီဒီယာဆိုတော့ကတော့အောင်မြင်တာမြန်ပါတယ်ခွေထုတ်ပြီးထိုးဖောက်တဲ့ဆိုတော့တွေကတော့ဘွားပြက်တာမြန်တာဗောဆိုပြီး ခက်ကလာရကွာချားလာတဲ့ဂီတလောကအခြေအနေကိုအဲ့ဒီတုန်းကဆိုတော့ဂျင်းညီကပြောခဲ့ပါလေသူတို့ခင်းတဲ့ရှင်တော့ခုခုကတီးတဲ့နေစနစ်တွေအတန်ဖန်းနေစနစ်တွေဖြန့်ကျင်တဲ့နေစနစ်တွေအကုန်ပြောင်းလဲသွားပြီလို့ဆိုပါတယ်ကျွန်တော်တို့ခက်ကအတန်ခက်ပြအုံကျွန်းနားထောင်တဲ့သူကအုံကျွန်းမှကော်ပီနားထောင်တဲ့သူကကော်ပီမှကျွန်တော်တို့ခင်တော့အတန်ကိုပဲကျွန်တော်တို့ကပေးတယ်ပြိတ္တကလည်းအတန်ပဲခံစားတယ်အတန်ကိုပဲစားသုံးတယ် ဒီဘက်ကကြတော့အဝေးစားစတိုင်ချောတာလာတာအတိုင်းဝိုင်းနဲ့အစိုးရလှုပ်ရှားကြတာကွာတဲ့အများကြီးကွာတယ်။ခုတက်တိလဲကျွန်တော်ဟာစုပ်ပြက်သက်ညင်းသွိုးပုံစံနဲ့ပဲတစ်ခါတလေညှက်ဖက်နဲ့လဲစင်ပေါ်တက်ဆူဆိုတာပဲ။တီရှပ်အစုံနဲ့လဲတက်ဆူတာပဲ။ကျွန်တော်တို့ကအတန်သမားလေကျွန်တော်တို့ကအစိုးရလေအစိုးရဆိုတာကိရအတန်ပဲကျွန်တော်ကဟန်သမားမဟုတ်ဘူးလို့ချင်းချင်းကြီးကအမှတ်တရလေးတစ်ခုတော့ပြောဘူးပါတယ်။ ဂျင်းကြီးဟာ1988ခုနှစ်ရှီလေးလုံးရေတော်ပုံလှူရှောင်းမှုမှာလည်းပါဝင်ခဲ့လို့အဲ့ဒီတုန်းကဖန်စီထောင်ချခြင်းခံရတယ်လို့တချင်းစုခွင့်ကိုပါပိတ်ပင်ခဲ့တယ်လို့ခံရတယ်လို့သိရပါတယ်။အဲ့ဒီနောက်ပိုင်းကစပြီးဂျင်းကြီးဟာဗီတာလောကနဲ့အနေငယ်စိမ့်သွားတာဖြစ်ပါလိမ့်။ဒါပေမဲ့နောက်ပိုင်းမှာတော့တစ်ဖြန်ပြန်လည်ပြီးတော့တောက်ပလာပါလိမ့်။ဂျင်းကြီးရဲ့အများနဲ့ပြောတဲ့စကားတစ်ခုကတော့ကျွန်တော်နဲ့ကျွန်တော်ပတ်ဝန်းကျင်ကောင်းအောင်ကျွန်တော်နိုင်တဲ့လောက်လုပ်နေမယ်။လူပီတာမှုတွေပဲ မတ်တရားထားခဲ့ခြင်းနဲ့ဆိုပြီးပြောမှုတဲ့စကားပဲဖြစ်ပါတယ်။နာမည်ကြီးဆိုတော့ဘိုးဖြူကတော့ကိုညီရေးတဲ့လုံးဝအဆင်မကောင်းဖြစ်ရပါတယ်တဲ့။ကျန်ရတဲ့မိသားစုနဲ့ထတ်တူပြိသက်နဲ့ထတ်တူပါပဲဗျာတဲ့။ကျွန်တော်ကိုအမှုပညာလောကတဲ့လက်တွဲခေါ်လာခဲ့တဲ့ကျေးဇူးရှင်တယောက်ပါဗျာတဲ့။ကောင်းရမွန်ရဘုံဘဝရောက်ရှိပါစေ ကိုဆိုပြီးတော့ရှင်းထားပါတယ်။ဂျင်းကြီးဟာသူ့ရဲ့အင်တာဗျူးတစ်ခုမှာ88ကာလကအကြောင်းတက်ကမှမိရတချို့ကိုပြောခဲ့ပါတယ်။ မမေးရမြင်ခဲ့ရတာပြောမယ်ဆိုရင်ကိုယ်တိုင်ထောင်ထဲရောက်တဲ့မြင်ကွင်းမှာဒီတဲမှာပေါဝင်ဆန္ဒပြသူတွေလည်းပါပါတယ်တရက်ကျွန်တော်ရန်ကုန်မြို့လေ34လမ်းနဲ့အနော်ထားလမ်းတော့ကလဖေးဆိုင်လေးတစ်ဆိုင်မှာပေါ့တတချောင်းချီအတွက်ဖွင့်ထားတဲ့ဆိုင်လေးပါအဲ့ဒီမှာလဖေးတောင်းနေတော့လူနှစ်ယောက်ကလဖေးဆိုင်ထဲဝင်လာပြီးကိုကျင်းကြီးကြီးခဏလောက်လိုက်ခဲ့ပါဆိုပါတယ်ဘာကိစ္စလဲမေးတော့ဘိုးကြီးကခဏလောက်တွေ့ကြလို့ဆိုပြီးနှစ်ယောက်ကညှက်ခေါ်တော့ပါတယ် အဲ့တော့တော့ထားတိုင်းစုလေဘက်လမ်းလျှောက်သွားတယ်စုလေဘက်ကနေ33လမ်းထရောက်တော့အီတူကောင်စင်ကားကြီးပေါ်တက်ခိုင်းတယ်အဲ့ဒီကနေကန်နာလမ်းမှာရှိတဲ့စီးပွားရေးဘန်နာခေါ်သွားတယ်ခေါ်သွားပြီးမြန်ဝန်ရဲစခန်းဘက်ခေါ်သွားတယ်အဲ့ဒါကအခုရန်ကုန် International Hotel နေရာပေါ့အဲ့ဒီကနေနောက်ဖမ်းထားတဲ့လူတွေပေါ်တက်လာခိုင်းပြီးမင်္ဂလာတော့မဆက်သွားပါတယ်နေစင်ညာစင်နဲ့နှစ်ပတ်လောက်ကြာပါတယ်ဘလို့မှမအောင်မိပါနဲ့တဝင်ရပါဆိုပြီးမျက်နှာကိုအုပ်တယ်လက်ထိတ်ခတ်ပါတယ်နောက်ပြီးတော့ကျော်ရာရဲစခန်းမှာထုတ်ပြီးအင်းစိန်ထောင်ပို့ပါတယ် ရင်းစိမ်တစ်တိုက်အခန်းနံပါတ်9မှာထောင်သက်6လကျော်နေခဲ့ရပါတယ်တဲ့ဘလို့ပုံစံလှူရှာခဲ့လို့ဖမ်းတာလဲဆိုတော့ဂီတကောင်စီပေါ့ဂီတကောင်စီကအခုကီလီလန်အောက်မှာရှိတယ်အဲ့ဒီဆိုင်ဘုတ်ကိုဖြုတ်ချတယ်နောက်ဂီတပညာရှင်များတမကလောက်ပြီးကျွန်တော်ဟာအဲ့ဒီမှာစီဝင်းတာဝန်ကလောက်တယ်နယ်လက်ဟောပြောပွဲတွေလောက်တယ်အဲ့ဒီမှုနဲ့ဖမ်းခံရတယ်လို့ဆိုပါတယ်အဲ့ဒီလောကဖမ်းခံရတာဂီတဘက်မှာဆိုအဆိုဘက်မှာဆိုကျွန်တော်ရဲ့သဘေမှာဆိုမိုးဝင်းရဲ့ဟာသမှာဆိုကိုစားကနာရုပ်ရှင်မှာကိုစင်ဝိုင်း အဲ့ဒီလိုအဖမ်းခံရတာတွေအများကြီးရှိပါတယ်လို့ပြောပါလိမ့်ဒါကတော့အစိုးရဂျင်ညီကအဲ့ဒီတုန်းက88ခဲကအကြောင်းလေးတွေကိုလည်းအမှတ်တရအနေနဲ့ပြောခဲ့တာပါတကယ်ကိုအမှတ်တရပါဒါကြောင့်ရုပ်ရှင်သုံးဆောင်ဦးစင်ဝိုင်းကလည်းသူ့ရဲ့ပေလေးမှာမနက်မိုးနေ့တည်းကကြားတဲ့တဲ့ရင်ကကိုညီဆုံးမိဆိုတဲ့တဲ့ရင်မှာတော်နှစ်ပြောင်းကိုညီရင်နောက်ဘဝတဲ့တချင်းနဲ့ဆက်ဆိုပြားဆိုပြီးစိတ်မကောင်းဘဲရှိထားပါတယ်တကယ်တော့ ဒီလိုခေတ်ကာလကြီးထဲမှာစစ်တဲနေတဲ့အချိန်ကိုကြည်ညင်းကြီးဟာလဲသူ့သားလေးတို့သူ့ရဲ့ဇနီးဆန်နီနဲ့အတူစွဲနေပြီဆိုတဲ့နာမည်နဲ့အတုပ်လေးတွေရောင်းချခဲ့ရတာဖြစ်ပါလိမ့်အဆိုတော့ကြည်ညင်းရဲ့သားလေးဟာတကယ်တော့အသက်28နှစ်ရှိပါပြီဒါပေမဲ့သားရဲ့အသိဉာဏ်အကျူလည်းပဲဟာ3နှစ်သားအရွယ်လောက်ပဲရှိပါတယ်ဒီသားလေးအတွက်အဆက်ဆက်ရာဂရုစိုက်ပေးနေရပါပဲပျော်ရွှင်အောင်နေကြပါလေတဲ့သူတို့မိသားစုကတကယ်ကိုခက်ခဲပါတယ် အဆိုတော့ကိုကြီးညီညီမရှိတဲ့နောက်မှာတော့သူ့ရဲ့ဇနီးကတော့ဒီသားလေးနဲ့အတူ လော့ဂရန်ကိုဆက်လက်ပြီးတော့ရောင်းကန်နေရအောင်မှာပဲဖြစ်ပါတယ်